တမရဝုထင်ကျော်ဟာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တဲ့တက်မတော်ကြားမှာအစဉ်ပြေအောင်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မယ်သူဖြစ်တယ်လို့ဦးထင်ကျော်ရဲ့အကိုဖြစ်သူကပြောဆိုလိုက်ပါတယ်။ဇေယချိုင်းသတင်းပေးပို့ထားပါတယ်ခင်ဗျာ။မတ်လ15ရက်နေ့တမရယူဝဲမှာဦးထင်ကျော်ဟာဆန္ဒမဲ360နဲ့တမရအဖြစ်ရွေးချယ်ခံခဲ့ရပြီးဒုတိယတမရတစ်ဖြစ်ရွေးချယ်ခံခဲ့ရတဲ့ဗိုလ်ချုပ်ဟောင်းဦးမြင့်စွေရရှိတဲ့ဆန္ဒမဲဟာ213မဲအထိရှိခဲ့ပါတယ်။ ဒီချိန်နေရလွတ်တော်တွင်တက်မလို့ရဲ့အင်အားတောင့်တင်းနေစေဖြစ်ပြီးရှစ်ဆက်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်တဲ့တက်မလို့ကြားဆက်ဆံရေးကိုဥထင်ကျော်ကအဆင်ပြေအောင်နှိမ့်နိုင်ပေးသွားရမှာဖြစ်တယ်လို့ဥထင်ကျော်ရဲ့အကူဖြစ်သူကပြောဆိုလိုက်တာပါသူရဲ့ရောက်ခမကိုကိုရိုင်းကလည်းအရင်ဆုံးကနိုင်ငံတော်ကောင်စီဝင်ဒုတိယဝန်ကြီးရုပ်စားသဖြင့်သူလုပ်ခဲ့တယ်ဆိုတော့တက်ကလူတွေတော်တော်များများနဲ့လည်းသူတိလဲတိလဲရင်းနဲ့ရင်းနှီးခဲ့ပါတယ်တက်အပေါ်မှာလည်းသူအနေနဲ့အခုချိန်ထိကျွန်တော်တိလောက်တော့မကောင်းမမြင်ပါဘူး သူဟာဒီ policy အရသာတိုင်းပြည်ဒုက္ခရောက်နေတာအတွက်ကိုသူဟာတဏှိတလနဲ့ဘယ်လိုနေအားနေကုညရကောင်းမလဲဆိုတဲ့သဘောနဲ့ပဲသူကောင်းနေမှာရှိတယ်အဲ့ဒါကြောင့်လဲသူကရောင်ဆန်းစုကြည်လူကတာရှိရင်အကုန်လုံးသူကုညီမယ်ဆိုတဲ့စိတ်ဆုံးဆန်းခြင်းနဲ့သူက တော်စုနာမှာသွားနေပြီးတော့ဒိုတာအားလုံးလုပေးတာဖြစ်ပါတယ်။တမရဦးချင်းကျော်ဟာရှေ့ဆက်ဆိုးရွားဖွဲ့မှာပါဝင်လာမဲ့တမရော်ကဒိုင်ရိုက်ခန့်သူတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းဆက်ဆံနိုင်မဲ့သူဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ဘုကျုံမြင့်စွေကိုသူတို့တင်လိုက်တာကျွန်တော်တို့ကတွေ့တယ်။ဒါပေမဲ့ဘလို့လူမျိုးပဲလာလာပါဦးထင်းကျော်ဦးထင်းကျော်အနေနဲ့ကတော့ဘလို့လူနဲ့ပဲပေါင်းဝပေါင်းဝသူကပေါင်းတတ်ပါတယ်ပြောတတ်တယ်ဆိုတတ်တယ်တွဲလို့တတ်တယ်နောက်ပြီးတော့ညှိနှိုင်းပြီးတော့လည်းသူလှုပ်တတ်တယ်။တခုတော့ရှိတာပေါ့နော်။ အခုဟာတော့တိုင်းပြည်အုပ်ချုပ်ရမယ့်ခါမှာအင်ပြေကြီးပေါ်တက်ပြီးတော့ဟိုအင်ကိုပြင်ရမယ့်ပုံရှိတဲ့ခါကျတော့တော်တော်လေးကျူးကျူးဆာဆာနဲ့သူလှုပ်ရမယ့်အခြေအနေမျိုးတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်ပါတယ်သူတက်ကလူပဲဖြစ်ဖြစ်ဘယ်ကလူပဲဖြစ်ဖြစ်သူဟိုတယောက်နဲ့တယောက်အဆင်ပြေအောင်စကားပြောနိုင်တဲ့အခြေအနေသူရှိပါတယ်ဦးကျင်းကျော်နဲ့ပုဂ္ဂိုလ်ရေးရရင်းနှီးသူတို့ကတော့တက်မတော်အနေနဲ့ဒီမိုကရက်တစ်အင်အားစုဘက်ကတင်သွင်းလာတဲ့ဘယ်ကောင်းဆောင်ကိုမဆိုအကောင်းမြင်ပေးဖို့လိုတယ်လို့သုံးသပ်ပါတယ် ဘာပဲဖြစ်လာဖြစ်လာပေါ့ဘသူပဲတက်လာတက်လာတိုင်းပြည်ကိုတကယ်ချစ်ပြီးတော့ကိုကျိုးကိုတကယ်စွန့်ပြီးတော့တန်းတန်းရှင်းရှင်းနဲ့ဘဲမလိုက်ပဲနဲ့ဗမာပြည်ရဲ့ကောင်းကျိုးအဲ့ဒီတွေနိုင်ငံညာလွှမ်းမှုမှုတွေကိုတိုက်ဖြက်ပြီးတော့ဗမာပြည်ကိုပြန်ကယ်မဲ့သမရပြည်သူသမရတယောက်တက်လာမယ်ဆိုရင်ဘသူတက်တယ်ကောင်းတယ်အဲ့ဒါတော့လက်ခံရမယ် ဥတင်ကျော်ဟာအီဘရတီးယားကစတင်ပြီးနိုင်ငံတော်တမရဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်မတော်လွှတ်တော်နဲ့ပြည်သူတွေကြားမှာအဆင်ပြေအောင်နှိမ့်နိုင်ပေးဖို့တာဝန်ရှိလာမှာဖြစ်ပါတယ်ကျွန်တော်ကဆရာချမ်းကြီးပါ